ရှုစွာဘုရားသခင်ခြေတော်ကိုချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ဘုရားသခင်ပြင်ဆင်လိုက်ပြီဆိုတော့ကောင်းစင်လေးနဲ့ခွားပေးတော့မှာဖြစ်ပါれ။ကပ္ပဝချံအခါ20စာပိုက်၈ကိုဖတ်ပါမယ်။အာဗျံကငါတာယေရှုစရာအဖို့တိုးတင်ငယ်ကိုဘုရားသခင်ဒီမိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟုဆိုလေ၏ပြောရတွေ့ရတယ် အပြံကိုဘုရားသခင်စုံစမ်းတဲ့အနေနဲ့ဟောမင်းရဲ့အလွန်ချစ်တော်တယောက်တည်းတော်သားကိုတဲ့ဟောငါပြက်လက်ထန်တော်ပြီဟိုတောင်ပေါ်မှာငါ့ကိုရစ်ပူစော်ပါလို့ပြောတော့အပြံကဘုရားသခင်ကိုရစ်ပူစော်ဖို့အတွက်တော်တယ်တောင်ပေါ်တက်တဲ့ခါမှာသူ့သားအမေတယ်အဖေပေါ့နော်ဟိုမြည်လက်ပါတယ်ပေါ့ခင်းလက်ပါတယ် အဲ့တော့ရစ်ပူဇော်ဘိုးကဘယ်မှလဲလို့မေးတာအမန်ကသူ့တောက်ပူဇော်အမှာဒါပေမဲ့အာဗျံကတော့ယုံကြည်ခြင်းနဲ့မပြောလဲဆိုတော့ဘုရားသခင်ကသူ့ကိုပူဇော်ဖို့တို့အတွက်သူကပဲတောင်ပေါ်မှာ ပြင်ဆင်လိုက်မယ်ဆိုတော့မှသူ့တောက်ကိုပြောတာတွေ့ရတယ်ပြောတဲ့အတိုင်းပဲဒီနေ့တောင်ပေါ်ရောက်တဲ့ခါမှာတောက်မပူဇော်ရဘဲနဲ့ နော်ပူဇော်ဖို့လို့တဲ့ခါမှာဘုရားသခင်မင်းကြောက်ရွံ့နေဆိုတော့ငါသိတယ်တဲ့အဲဒါကြောင့်မင်းအဲ့ကလေးကိုဘာမှမထိခိုက်နဲ့တဲ့ရစ်ပူဇော်ဖို့အတွက်နော်ဘုရားသခင်ကပဲတိုးတငယ်ကိုပြင်ဆင်ထားတယ်ဆိုတော့တွေ့ရတယ်တိုးတငယ်နဲ့မြစ်ရှူရစစ်ကိုပူဇော်တယ်ဆိုတော့တွေ့ရတယ်နော်ဒါကြောင့်ဒီနေ့တိဘုတ်ကဟိုစေရနာစိတ်ပေါ့ပြင်းကျင်ညူလေးစားတဲ့စိတ်ပေါ့အဲ့ဒါအလိုရေးကြည့်တယ် အရာကတာလင်နော်ဘုရားကိုကြောက်ရွံ့ချစ်ကြောက်ယူတဲ့စိတ်ပေါ့ဒါလိုပြောမယ်နော်အရာကအာဘယံကိုဒီနေ့နော်ဟိုသူ့မှာအလွန်ချစ်တဲ့တယောက်တည်းသောတာကိုပူဇော်ဖို့ဖြစ်စီပါတယ်တော့တွင်ဘုရားသခင်ကသူ့ကိုပူဇော်ဖို့နော်ဟိုရစ်ကောင်ကိုဖះကပဲပြင်ဆင်ပေးတယ်ဆိုတော့တွေ့ရတယ်ဖះပြင်ဆင်တယ်ဆိုအဲ့ဒါ ဒီဓမ္မအရာဆိုရင်ချုပ်နော်ပရမတ်ဆောင်အခန်း29စာပတ်14မှာတုတ်ရတွင်ကျင်ညူသောစိတ်နှင့်ဤမြလောက်ပူဇော်နိုင်အောင်ကျွန်တော်တို့နင်ကျွန်တော်တို့လူတို့သည်အဘယ်တုတ်တော်သူဖြစ်ပါသနည်းခတ်သိမ်းသော အရာတို့သည် တကောတော်ကြောင့်ဖြစ်ကြပါ၏ကျွန်တော်တို့ဒီကိုရောဥစ္စာထဲကဒါကိုရောအားပူဇော်ပါ၏ ဒါဒါဝိမင်းကြီးပြောတဲ့စကားဖြစ်ပါတယ်။ဘယ်မှာတော့ဆောက်ဖို့အတွက်သူကအလှခံတယ်ပေါ့။ဧဒရာတိုင်းပြည်မှာအလှခံတဲ့ခါမှာအော်ဘွယ်ဟာတတိုင်းပြည်တော့လှူကြတာ။သူကိုယ်တိုင်လည်းလှူတယ်။တတိုင်းပြည်တော့ဝိုင်းလှူကြတဲ့ခါမှာနော်ဘယ်မှာတော့ဆောက်ဖို့တော့တွေ့ပါလုံတော့ယုံတယ်မကပိုရှင်နေအောင်အလုံးဝရတယ်ပေါ့။အလုံးဝပစ္စည်းဥစ္စာရတယ်။အဲ့ခါမှာဒါဝိမင်းကြီးကပြောတာ။ဖျားသခင်ကို ဟိုယူသေးလေးစားကြည်ညိုရဲဆိုတော့ယူသေးလေးစားတာပေါ့နော်ချစ်ကြောက်ယူသေးလေးစားတာပေါ့ပြောမယ်ဆိုတော့အဲ့ဒီစိတ်နဲ့ကျွန်တော်တို့လှူနိုင်တာဟာတဲ့လှူနိုင်တာဟာဘုရားသခင်တကောတော်ကြောင့်ဖြစ်တယ်ဟုတ်ပါနော်ကျွန်တော်တို့တိတ်တော်လုံးလို့မဟုတ်ဘူးတဲ့ဘုရားသခင်တကောတော်ကြောင့်ဖြစ်တယ်တဲ့အဲ့တော့ပြင်လှူလိုက်တဲ့ခါမှာဘယ်လိုခံယူလဲဆိုတော့ ကိုရော့ရဲ့အဥ္စာနဲ့ကိုရော့ကိုပူဇော်တယ်ဒီလိုခံယူပါတယ်ငါတို့ရဲ့အဥ္စာနဲ့ဘုရားခင်ကိုပူဇော်တယ်လို့မခံယူမခံယူဒါကြောင့်ဘုရားကသူ့ကိုပူဇော်ဖို့အတွက်ဘုရားကပဲပြင်ဆင်ပေးတာဖြစ်ပါတယ်တခါလေးမှာကျွန်တော်ကမဖြစ်လဲဆိုတော့ဘုရားခင်ကငါဥ္စာဖြစ်တယ်မင်းတို့နဲ့မဆိုင်ဘူးငါ့ကိုပူဇော်ရမယ်လို့ပြောထားတဲ့အဝူတီးသောအတီးတို့ ဆယ်ဖို့တဖို့တို့တော့မှာပဲနော်မပူစောဖြစ်ဘူးဖခင်ကမင်းတို့ငါ့ဥစ္စာလူယူတယ်လို့နော်ပြောတာတောင်မှာပဲဘယ်တော့ပြောပြောမနာဘူးနော်မနာဘူးအဲ့ဒါဆိုရင်ဒီနေ့ဟိုဆယ်ဖို့ကိုဖို့တဲ့ကဘလို့လို့ကျွန်တော်ကိုဖို့ဖခင်ဥစ္စာလို့တတ်မှတ်နိုင်မှာလဲငါဥစ္စာငါတော့ပဲငါတော့ပဲဆိုတော့မှာ စုသိမ့်တော့မှာပေါ့စုသိမ့်တော့မှာပေါ့ဒါကြောင့်အရေးကြီးပါတယ်အဲ့ဒီနော်ကျင်ညိုတဲ့စိတ်ပေါ့နော်ဘုရားခင်ချစ်ကြောက်ယူသေးတဲ့စိတ်ဘုရားစီကပဲရနိုင်တယ်လူကကိုယ်စွမ်းစားနဲ့မတတ်နိုင်ပါဘူးဘယ်သူတွေရမလဲဆိုတော့ဘုရားသခင်နဲ့ရင်းနှီးကျွမ်းဝင်တဲ့သူပေါ့ဘုရားသခင်ကိုဆံငတ်တဲ့သူပေါ့ဘုရားသခင်နဲ့မြတ်မြတ်အချိန်ယူတတ်တဲ့သူမြတ်မြတ်ချမ်းသာဖတ်တဲ့သူဟောနော်ဆူတောင်းတယ် အဲ့လိုလူကနော်ငါဥစ္စာအလုံးဟာငါကြီးငါမှရှိသမျှအလုံးဟာဘုရားသခင်ဥစ္စာဖြစ်တယ်အဲ့ဒါကြောင့်ငါဘုရားသခင်ကိုပူဇော်ရမယ်ဆိုရက်နော်နှလုံးသားပန်ရှင်ဖြစ်လာပါတယ်ဒီလိုပဲနားလည်ရမှာဖြစ်ပါတယ်နော်ဒီနှစ်ခေါ်ခံကိုစာပိုက်ခေါ်မှာလူတိုင်းကိုလူလျောက်လူရည် နှမျောသောစိတ်နဲ့မလူရမလူပဲမနေရဟုစိတ်ထင်းနဲ့မလူရအကြောင်းမူကားစေရနာစိတ်နဲ့လူတော်သူကသာဘုရားသခင်နှစ်သက်တော်မူ၏ကဲကြည့်စေရနာစိတ်နဲ့လူတော်သူကဘုရားနှစ်သက်တယ်တဲ့နော်တော်ရယ်လူဆိုတာက အားနေတဲ့သဘောရှိသောကြောင့်ရသည်မြငါဥစ္စာလို့ထင်တတ်ပါတယ်ဘုရားပေါ်မှာစေရနာ မရှိနိုင်ပါဘူး ဆင်းရဲတော့တနာလို့လှူတာတသက်ပေါ့ဒါကတော့စင်နာရှိစရာမလိုဘူးเนาะတနာတာပေါ့တနာတဲ့စိတ်အဖျက်ခင်းနဲ့ကိုနေအနေသားကြီးလေဘုရားချမ်းသာပြီးသားပဲကိုမပေးလဲဘာဖြစ်ပေါ့နော်တို့အတွင်တို့အတွင်နော်ဘုရားခင်းနိုင်ငံတော်အတွက်ယေရှုကိုယ်တိုင်ကမြကြီးပေါ်မှာဘာနာမစည်းဘူးじゃနဲ့ကောင်းကင်ဘုံနဲ့ဘာနာကိုစည်းဘူးじゃပါလို့ပြောတယ်လေနော်အဲ့ဒါကိုကျွန်တော်တို့သိနေကြပါ ဘာဖြစ်လို့ကျွန်တော်တို့ကဒီဘုရားသခင်ရဲ့ကိုကိုပိုင်ဆိုင်ကိုရရှိထားတဲ့ငါရှာထားတဲ့ငွေငါငါစူးစမ်းထားတဲ့ငွေအဲ့လိုခံယူနေပြီးတော့မှဒါဘုရားငါ့ကိုပေးတယ်လို့မခံယူနိုင်တာလေ။ဒါဘုရားဥစ္စာဖြစ်တယ်ငါဘုရားပြန်ပေးရမယ်ဆိုတဲ့စိတ်ဘာဖြစ်လို့မရှိတာလဲ။အဖြေကတော့နော်စေရနာစိတ်မရှိဘူး။ကြီးညူလေးစားတဲ့စိတ်မရှိဘူး။ဘာကြောင့်လဲ။ ဖះနဲ့ဝဲနေတယ်ဆိုတော့ကတော့ဖះနဲ့မိတ္တရမရှိဘူးဟောဖះနဲ့အချိန်မပေးဘူးလို့ပြောချင်တာဒါကြောင့်ဒီနေ့စာပြီးအပေးချင်တာကတော့ဟောဒီဖះသခင်ကငောက်စာလို့ပြောတဲ့အရာတွေလည်းဖះအောင်ပေးပါစေရနာစိတ်နဲ့ဂျင်ယူရစိတ်နဲ့ပေးပါသူနဲ့တူအဲကျန်တဲ့ဥစ္စာတွေအားလုံး ဧကောခန်း6:20မှာဆိုရင်တော့ဘုရားခင်ပိုင်တော်မူသောတင်ွေကိုခန္ဓာစိတ်ဝိညာဉ်အဲ့လိုပြောပါတယ်ထွေမြတ်မကအောင်သူကကိုခန္ဓာစိတ်ဝိညာဉ်တည်းလားဆိုမဟုတ်ဘူးဘာလဲလို့ဘာပိုင်တယ်လဲဆိုတော့ဆာလံချန်ခန်း89မှာစပတ်စတဲ့မှာကောင်းကင်နေမြေကြီးဒီကိုရဲ့ဥစ္စာဖြစ်ပါ၏နော်လောကတ္တနဲ့လောကတစားများကိုတည်တော်မူပြီသူပြောတယ် အဲ့တော့ကောင်းကင်နေမြကြီးအရာခသိန်းဟာကိုရဲဥစ္စာတွေပဲတော့ရင်ကျွန်တော်တို့အတ်ထားတယ်ကိုဖို့ကိုနော်ဦးတီအပြင်ဆယ်ဖို့တော့ဖယ်ပြီးတော့ဂျန်နဲ့ဥစ္စာကကျွန်တော်တို့ဖယားအတ်ထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာနာထိန်ပဲအတ်ထားတာဆိုတော့ဘာနာထိန်ဖယားဥစ္စာပဲဆိုတာကိုသူတို့ခံတတ်ဖို့အလိုယူကြည့်တယ်ပေါ့နော်အဲ့လိုခံယူပါဒီနေ့စပြီးရှိမှမဟုတ်ဘူးဇရဏ မြို့ကမို့ဆိုးမကသူနဲ့သူသားစားပြီးရင်တေတော့မယ်သူတို့တော့စားလို့မလောက်ဘူးနော်ဒီမို့စိမ့်နဲ့ဟာလာစီနင်းငယ်ပဲရှိတယ်ဘုရားခင်ကလူကငါ့ကိုကြွေးပါလို့ပြောတော့နော်မဟုတ်ဘူးတဲ့ငါတို့နှစ်ယောက်စားလို့တော့မလောက်ဘူးတဲ့ခမရကြွေးစရာမရှိဘူးတဲ့မဟုတ်ဘူးတဲ့နော်ငါ့ကိုအရင်ကြွေးတဲ့အဲ့ဆိုစားစရာရှိလာလိမ့်မယ်အဲ့တော့ဆယ်နာစိတ်ရှိတဲ့ခါကျတော့ ကျွေးလိုက်တာပေါ့အေလိယကိုကျွေးတာနော်ကျွေးတော့မုတ်ခေါင်းနဲ့ကာလာပတ်လုံးဟာလာဟိုနှစ်နှစ်လားတစ်နှစ်လားမသိပါဘူးနော်တေချာရာကတော့နှစ်အင်တန်ကာလာနော်မုံမွေအောင်မချင်းဟာလာသူ့တောက်သူ့ရောပရိုဖက်ကောနေ့စဉ်စားရတယ်မကုန်ဘူးလို့ပြောရတွေ့ရတယ် ဒါကြောင့်ရှိမှမဟုတ်ပါဘူး။ဘာရှိဖို့ပဲလိုလဲ။ကြည်ညိုရစိတ်ဖျားသခင်ကိုချစ်ကြောက်ယူတဲ့စိတ်ပဲလိုပါတယ်။အဲ့လိုချစ်ကြောက်ယူတဲ့စိတ်ရှိမှစေရနာစိတ်ဆိုတာရှိနိုင်တယ်။ဒါဆိုရင်ကျွန်တော်တို့နော်ဖျားသခင်ချစ်ကြောက်ယူတဲ့စိတ်ရှိပြီးစေရနာစိတ်နဲ့ပေးလိုနိုင်ဖို့အတွက်ဘာလိုလဲ။ခုနဒါဝိမင်းကြီးကတော့ဖျားသခင်တကူတော်လိုအပ်ပါတယ်။ ဘုရားသခင် တကောတော်လိုအပ်ပါတယ်လူတိုင်းတော့မဟုတ်ပါဘူးတကယ်စေနာစိတ်ကိုယ့်ကိုယ်စေနာရှိနိုင်တာလည်းရှိပါတယ်သူကအများသောကျွန်တော်တို့ကဟောမတ်တတဲ့သဘောရှိတယ်တတ်မဲ့တတဲ့သဘောရှိတယ်ဇာတိကရှိနေတယ်ဟောအဲ့ဒါကြောင့်ဘာလို့လဲပြောရင်ဘုရားသခင်ရဲ့တကောတော်လိုပါတယ်အားလိုပါတယ်ဘုရားသခင် အားရဖို့အတွက်တကောတော်ခံရဖို့အတွက် ဘုရားခင်နဲ့မြတ်မြတ်အချင်းယူပါနော်ဘုရားခင်နဲ့မြတ်မြတ်မိတ်သားရဖွဲ့ပါစံစာမြတ်မြတ်ဖတ်ပါနှုတ်ဘတ်တော်တကယ်စစ်မှန်တဲ့နှုတ်ဘတ်တော်မြတ်မြတ်နားထောင်ပါဆုတောင်းပါဒါဆိုရင်တော့ဒီနေ့သင်တတ်တာမှာနော်လိုရဲဆိုတာမရှိအောင်ဘုရားခင်ကအစင်ပဲပြင်ဆင်လိမ့်မယ်နော်ဘုရားပြင်ဆင်လိမ့်မယ်ဘုရားကိုလိုဖို့ဘုရားကပဲပြင်ဆင်လိမ့်မယ်တွင်တူတင်စားဖို့တင်ဝတ်ဖို့ဘုရားကပဲပြင်ဆင်လိမ့်မယ် အခုမရှိသေးဘူးလားပရမခြေလမ်းမှာဒုတိယခြေလမ်းမှာနော်ဟိုမနောက်ကြဘူးမနောက်ကြပဲနဲ့ဖျားပြင်ဆင်လိုက်မယ်လို့ခွားပေးနေနေကုန်းချုပ်ပါရက်ဖျားသခင်နေတင်းတော်အလုံးကောင်းကြီးပေးပါစေတော့အာမင်